တရုတ်နိုင်ငံရဲ့ထိတ်တန်းဉာဏ်ရည်တို့ AI လုပ်ငန်းရှင်တွေနဲ့သုတေသီတွေအနေနဲ့လုံခြုံရေးစွန့်ရတဲ့အတွက်အမေရိကန်နိုင်ငံကိုခီးမသွားကြဖို့အာဏာပိုင်တွေကညွှန်ကြားထားကြောင်းအဲ့ဒီကိစ္စနဲ့နှိစက်သူတွေကိုကိုးကားပြီး Wall Street Journal ကဖော်ပြပါတယ်။တရုတ် AI ပညာရှင်တွေပြည်ပကိုခီးထွက်မယ်ဆိုရင်နိုင်ငံတိုးတက်မှုအခြေအနေနဲ့ပတ်သက်တဲ့လှည့်ဝက်သတင်းအချက်အလက်တွေပေါက်ကြားမှာကိုတရုတ်အာဏာပိုင်တွေကစိုးရိမ်နေကြောင်း Wall Street Journal မှာရေးပါတယ်။ အဲ့ဒီ AI လုပ်ငန်းရှင်တွေပညာရှင်တွေအနေနဲ့ဖန်ဆီးခံရနိုင်ပြီး American တရုတ်ဆက်ဆံရေးအတွက်အထောက်အကူတွေဖြစ်လာမှာကိုလည်း Beijing အာဏာပိုင်တွေကစိုးရိမ်နေတာပါ train ရဲ့ပထမသမရတတ်တန်းအတွင်း American ရဲ့တောင်းဆိုမှုကြောင့်ကနေဒါမှာ Huawei အမှုဆောင်ရရှိချုပ်ဖန်ဆီးခံခဲ့ရတဲ့ဖြစ်ရပ်ကိုအဲ့ဒီသတင်းမှာထောက်ပြထားပါတယ်။ American နဲ့တရုတ်တို့ဟာလက်ရှိမှာဉာဏ်ရည်တုနည်းပညာ AI နဲ့ပဲကိုဥစားနိုင်ရေးအသေးအတန်ပြိုင်ဆိုင်နေကြပါတယ်။ တရုတ်ဆုံး company DeepSeek ဟာမကြသေးခင်က AI ဆော့ဖ်ဝဲတွေကိုမိတ်ဆက်ခဲ့ပြီး Open AI နဲ့ Alphabet company ရဲ့ Google တို့လို American ထိပ်သီး company တွေကိုရှင်းနိုင်ကြောင်းနဲ့သူတို့ထပ်တာလွန်ပြီးကုန်ကျစရိတ်နေတယ်လို့ဆိုထားပါတယ်။အဲ့ဒီတဲ့နဲ့ပတ်သက်လို့မချက်ပြွေးဖို့မီဒီယာရဲ့မင်းမြန်ဆောင်စားမှုတွေကိုအစိုးရဖွဲ့ကိုစာပြန်လည်ဖြေကြားပေးနေတဲ့အင်ဗျူတော်နဲ့တရုတ်နိုင်ငံတော်ပြန်ကြားရေးကောင်စီရုံးတို့ကို writer သတင်းဌာနကဆက်သွယ်ခဲ့ပေမဲ့တုံ့ပြန်မှုမရှိဘူးလို့သိရပါတယ်။ပေပိုင်း28ရက်မှာ Community Party ရရှိရုံနဲ့တွေ့ဆုံချိန် သမရရှိချင်းဖြင့်ကညံရီတုနဲ့စိုက်ပါလုံချုံရေးအပါအဝင်တရုတ်နိုင်ငံရဲ့အလုံးစုံလုံချုံရေးတွတ်တက်အောင်ဆောင်ရွက်ကြဖို့ညွှန်ကြားခဲ့ကြောင်းတရုတ်နိုင်ငံပိုင်သတင်းဌာနကမတ်စတန်နီမှာဖော်ပြခဲ့ပါသည်နိုင်ငံရဲ့နိုင်ငံရေးလုံချုံမှုဟာထိတ်တန့်ဥစားပြီးလှုပ်ဆောင်ရမယ့်ကိစ္စဖြစ်တယ်လို့သမရရှိချင်းဖြင့်ကဆိုပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီကပါရီမြို့မှာကျင်းပခဲ့တဲ့ AI ညီလာခံတို့ဖိတ်ကြားခဲ့ပေမဲ့ Deep Sea တီထောင်သူလျံဝါဖန်းကတယောက်ဖို့ညင်းဆိုခဲ့တယ်လို့သိရပါသည် ရုတ် AI ခေါင်းဆောင်တွေအနေနဲ့ပြည်ပသူခီးသွားမယ်ဆိုရင်ခီးမသွားခင်နဲ့ပြန်ရောက်လာချိန်မှာသူတို့ရဲ့စီစဉ်တွေကိုပြန်လည်ရှင်းပြရမှာဖြစ်ပြီးတော့ဘယ်သူနဲ့ဘာကြောင့်တွေ့ခဲ့တယ်ဆိုတာကိုလည်းတရုတ်အာဏာပိုင်တွေစီအစီရင်ခံရမယ်လို့ပြောကြားထားကြောင်း Wall Street Journal ကဖော်ပြထားပါတယ်